ကွန်ပုံးဖေရတဲ့အဖေကိုဒေါသထွက်ပြီးဒုံနဲ့ရွယ်မိတာငရဲကြည့်ပါသလားဖေရတဲ့ဗီဒီယိုလေးနဲ့ဖြည့်ပေးပါလို့ဒကာလေးတယောက်ကအလာရောက်ပြီးတော့ရှောက်ထားပါတယ်ကွန်ပုံးဖေရတဲ့အဖေကိုဒေါသထွက်ပြီးဒုံနဲ့ရွယ်မိတာငရဲကြည့်ပါသလားဖေရတဲ့ဗီဒီယိုလေးနဲ့ဖြည့်ပေးပါလို့ တကလေးတယောက်ကအလာရောက်ပြီးတော့ရှောက်ထားပါတယ်။အဖေကိုဒုန်းနဲ့ရွယ်မိတာပေါ့နော်။မြတ်စွာဘုရားရဲ့စကားကိုမလွဲမသွေနားထောင်တယ်ဆိုရင်မြတ်စွာဘုရားကဘာပြောတုံးဆိုတော့ဖါကိုလက်ရအမိမာလက်ဝဲပခုံးထက်တွင်အမြဲတင်လည်းရဲ့တင်လေးရဲ့လှုပ်ကြွေးမပြတ်မွေးလေကျေးဇူးကုံဆိုင်မကုံနိုင်ဘူးတဲ့အဖေကိုလက်ရပခုံးပေါ်မှာတင်အမေကိုလက်ဝဲပခုံးပေါ်မှာတင်ပြီးတော့တသက်ပတ်လုံးပြုစုလှုပ်ကြွေးမယ်ဆိုရင်မိဘတွေရဲ့ကျေးဇူးတရားဟာ ဆက်လို့တော့မကုန်ဘူးလို့မြတ်စွာဘုရားကဒီလိုဟောပါတယ်။ယေຊုတရားအမတန်ဒုတယ်ကြီးမားတယ်ပေါ့။အဲ့လိုဒုတယ်ကြီးမားတယ်မိခင်ဖခင်တွေကိုဒုံးနဲ့ရွယ်မိတယ်ဓာတ်နဲ့ရွယ်မိတယ်လက်သီးနဲ့ရွယ်မိတယ်အော်မိငေါ့မိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေသာသမီတွေဟာမာနဲ့တူလဲလို့ဆိုရင် အမတန်မာကြောခက်တန်တဲ့ကြောက်တောင်ကြီးကိုခေါင်းနဲ့ပစ်တိုက်တဲ့လူနဲ့တူပါတယ်။ခေါင်းနဲ့ပစ်တိုက်လိုက်တော့ကြောက်တောင်ကြီးကတော့ဘာမှဖြစ်မသွားဘူး။အဲ့ဒီတိုက်တဲ့ သားသမီးတွေပဲခေါင်းပွဲသွားမှဖြစ်ပါလေ။ခါတော့ကတကယ်ဖြစ်ပျက်ခဲ့တဲ့ဇလန်းလေးတစ်ပုဒ်ပေါ့။မယင်ရွှေတဲ့ငယ်ကလေးကကြီးနဲ့မိဘတွေကပိုးမွေးသလိုမွေးလာတာ။ဘာမှမခိုင်းရက်မစီရက်ပေါ့လေ။မွေးလာလိုက်တာ။မယင်ရွှေလေး16နှစ်အရွယ်ကို ရောက်လာပြီလေဆိုရော။အမေဖြစ်တဲ့သူမှကိုဝင်ရတယ်ဗျ။ကိုဝင်ရတော့ဒါကိုဝင်အရက်မကြီးနဲ့ပေါ့လေ။ အဲအင်္ဂါနဲ့မှမိဖွားနေတဲ့အချိန်မှာ အကုန်လုံးအိမ်မှုကိစ္စမှနမြမရင်ရွှေပဲလုပ်ရပါတယ်ရေခါရင်လည်းမရင်ရွှေထင်းခွဲရင်လည်းမရင်ရွှေထမင်းချက်ရင်လည်းမရင်ရွှေအဝတ်လျှော်ရင်လည်းမရင်ရွှေအကုန်လုံးအစကသိန်းလို့ရအဲ့လိုအစကသိန်းလို့ရတဲ့ခါကျတော့မရင်ရွှေကအဲတော့မကျေနပ်တော့ဘူးဘသူ့ကိုမကျေနပ်တော့ဆိုတော့သူ့ရဲ့အမေကိုမကျေနပ်တာဖြစ်ပါတယ်အဲ့တော့အမေကိုမကျေနပ်တော့အာ မျက်နှာကြီးကစူပေါ့ပြီးတော့မှနေတဲ့အချိန်မှာအမေဖြစ်တဲ့သူကအိမ်ကန်းတဲကနေခိုင်းတယ်ဗျမြင်ရွှေးတဲ့နင့်အဖေအဲ့ရတဲ့မှာလဲနေတယ်တဲ့အဆန်ပြုတ်ကလေးပြုတ်လိုက်ပါအောင်သမီးရဲ့လို့ပြောတာကိုရင်ရွှေးကအောင်မလေးတဲ့မပြုတ်နိုင်ပါဘူးတော့တဲ့ချင်းခွဲလဲကျမအေးခါလဲကျမဓမင်းချက်လဲကျမတဲ့အိမ်မှုကိစ္စမှန်တယ်ဗျကျုပ်ကြီးပဲလုံးရတာတဲ့တော့လင်ရဲ့ကိစ္စကိုယ့်အကူလုတ်ပါလားတဲ့ကျမကတော့မလုတ်ပြနိုင်ဘူးလို့ဒီလိုပြောပါတယ် အဲ့တော့ငယ်ကလေးဟာကြီးနဲ့ပူးမွေးတယ်လို့အလိုလိုက်ပြီးတော့မွေးခဲ့ရတဲ့မိခင်ကစိတ်ဆိုးတာပေါ့ဒါစိတ်ဆိုးတာနဲ့ငါတော်တော်ဆိုးတဲ့ကောင်းမပဲဆိုအိမ်ကန်းထဲကထွက်လာပြီးတော့အမပါရိုက်မယ်လို့အလုံးမှာပါရိုက်မယ်လို့လုပ်တဲ့အချိန်မှာမမလေးရှင်နာလက်ပါတာမဟုတ်ဘူးတဲ့ကျမလည်းလက်ပါတယ်ဆိုပြီးမိခင်ရဲ့မိခင်ရဲ့လက်ကိုဖမ်းဆွဲပြီးအဲ့မှာသူ့ကိုယ်တိုင်ဥအောင်ရိုက်ချလိုက်ပါတယ်အဲ့လိုဥအောင်ရိုက်လိုက်တဲ့ခါကျတော့မိခင်ကလည်းပဲငိုတာပေါ့ ဟိုတွင်းတူသားနှုတ်နဲ့ဆိုတော့ယေရှုရဲ့လက်ချက်နဲ့ပဲအဲ့ဒီမှာအမောက်ရဲ့လဲကြပါတယ်အဲ့ဒီအချိန်မှာအင်ရှိမှာခေါ်တန်တန်ကြားရတယ်တဲ့ယေရှုယေရှုလာခဲ့ပါလို့ခေါ်တာပေါ့ဒါနဲ့ပဲယေရှုကသူ့ကိုခေါ်တဲ့အထင်နဲ့အိမ်မိုးကနေစင်ပြေးသွားတယ်မိခင်ဖြစ်တဲ့သူကတော့စိတ်ပူတာပေါ့ဩအမေအရင်ကိုပါရိုက်တယ်ဒီကောင်မလေးကတော့ကန်ကြီးထိုက်တော့မှာပဲစိတ်ပူပူနေပေါ့ အဲ့ဒါပြေးလိုက်သွားတာဟိုးလေကွင်းတဲကိုရောက်ပြီလဲဆိုရောအဲ့ဒီမြေကြီးတွေကပတ်ကြားအက်လာပြီးအဲ့ဒီရင်ရွှေရဲ့ခြေထောက်နှစ်ဖက်ကိုညှက်ထားလိုက်တယ်ပြေးလို့မရတော့မြေကြီးကလည်းပူလိုက်တာခေါရိုးတွေတော့မိလောင်လို့ပေါ့အဲ့တော့ကဲကြပါကဲကြပါကဲကြပါနဲ့ပြစားစားအော်တယ်ဗျဘလောက်ပဲအော်လူတွေကလည်းဝိုင်းဝန်းပြီးတော့ကုညီကြပါတယ်ရေးစားတယ်ရေးစားတယ်ရေးပြပါဆိုတော့အဲ့ဒီဝလုံးထိတ်မှရေဘူးတက်ပြီးတော့မှလမ်းထိုးပေးတယ် အဲ့ဒီဝါကလည်းလမ်းတစ်ဝက်မှာမိတော်ပြီးတော့ပြတ်ကြတယ်ဘလို့မှရေပေးလို့မရဘူးဘလို့မှလည်းကယ်လို့မရဘူးအဲ့ဒီအချိန်မှာမိခင်ကြီးကလည်းစိတ်ပူရာနဲ့သူ့သမီးနောက်ကိုပြေးလိုက်လာတော့သူ့သမီးကဟိုမှာမြေမျိုးနေခြေမျက်စိခြေမျက်စိကနေဒူးစိဒူးစိကနေခါတဖြည်းဖြည်းချင်းနဲ့မျိုးတာပေါ့နော်ဒါနဲ့စိတ်ပူလို့မကစိတ်ပူလို့တော့သမီးရဲ့အမေကိုအားရလို့ဖြစ်ရတာတဲ့အဲ့တော့သမီးရဲ့အမေကိုပြန်တောင်းပန်လိုက်တဲ့အဲအမေကိုပြန်တောင်းပန်ရင်ခြေသွားနိုင်တယ်အဲ့တော့မှ တောင်းပါနဲ့ဗျဘလို့မှကြည်မကြည်နိုင်တော့ပါဘူးဘာဖြစ်လို့ကိုထိလက်ရောက်ကျူးလွန်ပြီးသားဖြစ်သွားလို့မို့လို့ဟိုတောင်းပါလို့မရတော့ပေါ့ဒါကြောင့်မို့ညင်ရွှေရအဲ့ဒီနေရာမှာပဲညင်မျိုးပြီးတော့ဒါငရဲ့ပြေရောက်သွားမှာပေါ့ဗျာပြထားထားပါတော့ပြောချင်တာကတော့မိခင်ဖခင်ကြီးကျေးဇူးအမတန်ကြီးမားတဲ့ပုံကိုယ်တွေကိုဒုက္ခနဲ့ရွယ်မိတယ်ဓာတ်နဲ့ရွယ်မိတယ်လက်နဲ့ရွယ်မိတယ်ဒါကာယကံမြောက်မလုပ်သေးဘူး အပြစ်ကတော့ရှိတယ်ဒါပေမဲ့အရန်ကြီးတော့အပြစ်မကြည့်သေးဘူးပြန်လဲပြီးတော့မှတောင်းပန်ပါတကယ်လုပ်ခဲ့တယ်ဆိုရင်ပြန်ပြီးတော့တောင်းပန်ပါအဲကိုတိလက်ရောက်ကျူးလွန်မိတဲ့ပုံကတော့တဏီမဟုတ်တဏီနည်းနဲ့တော့ဒါအပြစ်ကိုခံယူရမှာဖြစ်ပါတယ်အကြောင်းပေါ်ဂျေဇုအမတန်ကြီးမားတဲ့ပုံကိုတွေကိုစော်ကားပုတ်ခတ်ခြင်းဟာဘာနဲ့တူလဲလို့ဆိုရင် အမတန်မှာကြောတဲ့ကြောက်ဆိုင်ကြောက်တုံးကြီးကိုခေါင်းနဲ့ပြစ်တိုက်တဲ့လူနဲ့တူပါတယ် အကြောင်းမို့မိဘရဲ့ကျေးဇူးတွေကိုသိပြီးတော့မိဘကို မပြစ်မကြပါနဲ့လို့ပြောချင်ပါတယ်အလုံးမဲ့ကိုစိတ်နှပါချမ်းသာချမ်းသာနတ်ပြည်ကို ရောက်နိုင်မဲ့အမျိုးသမီးများတဲ့မြတ်စွာဘုရားဟောတော်မူတဲ့အချက်ရှိချက်နဲ့ပြည့်စုံတဲ့အမျိုးသမီးများဟာနတ်ပြည်ကို ရောက်နိုင်ပါတယ်တဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့မြတ်စွာဘုရားကောတံပီပြေကောတိတာယုံเจ้าမှာသတင်းသုံးနေတော်မူစဉ်အခါအရှင်အနုရဒာကိုတော်မြတ်ကြီးဟာတပါးတဲ့နေတ္တရာမှာ စံပယ်တော်မူပါတယ်။တဘာတဲ့နေတဲ့အချိန်မှာသူ့ရဲ့အတိတ်ဘဝကမယားဟောင်းများဖြစ်ခဲ့ဘူးတဲ့။နတ်သမီးများဟာမနာပကာယီဆိုတဲ့နတ်သမီးများဟာအဲ့ဒီအရှင်အနုရောဓကိုတော်မြတ်ကြီးရဲ့ရှေ့ကိုရောက်ရှိလာပါတယ်။ရောက်ရှိလာပြီးတော့အရှင်ဘုရားနဲ့တပည့်တော်တို့ဟာမနာပကာယီကာဆိုတဲ့အတိုင်းပဲတပည့်တော်ရဲ့ခန္ဓာကိုယ်ဟာအရှင်ဘုရားတို့စိတ်အကြံအစီတိုင်းဖြစ်နိုင်ပါတယ်ဗျာလို့ရှောက်တော့အဲ့ဒီမှာအရှင်အနုရောဓက ဒီအမျိုးသမီးတွေအားလုံးအညိုရောင်တွေကြီးဖြစ်ရင်ကောင်းမှာပဲလို့ကြံလိုက်တဲ့အချိန်မှာအနာသမီးတွေအားလုံးအညိုရောင်ပြောင်းသွားတယ်တဲ့နောက်တစ်ခါဒီအမျိုးနာသမီးတွေအားလုံးချွေရောင်တွေဖြစ်ရင်ကောင်းမှာပဲလို့ကြံစီပြန်တော့အားလုံးဟာရွှေရောင်ဖြစ်သွားပြန်တယ်တဲ့ဒီနာသမီးတွေအားလုံးဟာအဖြူရောင်လေးတွေဖြစ်ရင်ကောင်းမှာပဲလို့ကြံစီပြန်တော့အားလုံးဟာအဖြူရောင်တွေဖြစ်သွားတယ်တဲ့အဲ့လိုကြံစီတိုင်းကြံစီတိုင်းအယောင်တွေကပြောင်းပြောင်းသွားတယ်ပေါ့နော် နိုင်နေသမီးတွေကအရှင်ဘုရားတိပြီးတာတိပါပြီလားဘုရားလို့ရှောက်တော့အဲ့မှာအရှင်အနုရတာကိုတော်မြတ်ကြီးကစိတ်စိတ်ဝန်ခံတော်မူပါတယ်နိုင်နေသမီးတစ်ပါးကသချင်းဆိုတယ်နောက်ထာနာသမီးတစ်ယောက်ကကတယ်နောက်ထာနာသမီးတွေကတော့လက်ခုလက်ဝါးတီးကြတယ်ပေါ့အရှင်အနုရတာကိုတော်မြတ်ကြီးကိုဖြောပြေကြတာဖြစ်ပါတယ်အရှင်အနုရုဒ္ဓရာကတော့ယဟနာကြီးလည်းဖြစ်အာသဝတရားတွေကိလေသာတွေလည်းကုန်ခန်းပြီးတဲ့ပုဂ္ဂိုလ်ဆိုတော့ သူတို့ဖြောပြေတာကတာတွေကိုလုံးဝမကြည့်ပါဘူးအဲမျက်စိအိမ်တွေပေါ့မျက်လွှာတွေကိုချားပြီးတော့မှနေတော်မူပါတယ်ဒါကိုမြင်တော်မူတဲ့နတ်သမီးတွေကအော်ငါတို့အရှင်မြတ်ကြီးဟာငါတို့ဖြောပြေတာငါတို့ကတာကိုငါတို့တီဆိုတာကိုသဘောမကျဘူးနဲ့တူတယ်အလိုက်တီစွာနဲ့ရှင်ဗျာတဲ့ရှင်ဗျာသဘောမကျဘူးမနစ်သက်ဘူးဆိုရင်လည်းပဲတပည့်တော်တို့ပြန်ပါဦးမယ်ဗျာလို့နတ်သမီးတွေကပြန်လှည့်သွားပါတယ် ဒါနဲ့အရှင်တို့တို့ရာကမြတ်စွာဘုရားရှိကိုသွားပြီးတော့မြတ်စွာဘုရားတဲ့အမျိုးသမီးများတည်ဆုံးတဲ့ကာမနတ်ပြည်ကိုရောက်နိုင်မဲ့အချက်တင်များရှိသလားဘုရားလို့ဆိုတော့မြတ်စွာဘုရားကရှိတယ်အနုရောဓာတဲ့ဘယ်ချက်တွေလဲဘုရားလို့ဆိုတော့နံပါတ်1အချက်ကအမျိုးသမီးများဟာယရနာ၃ပါးအပေါ်မှာတက်ဝင်ယုံကြည်ကိုယ်ွယ်စီကရရမယ်တဲ့ ယရဏသုံးပါးဆိုတာဖရာယရဏဖရာယရဏတန်ခါယရဏဆိုတဲ့ယရဏသုံးပါးပေါ်မှာစော်ကားပြင်မာခြင်းမရှိဘဲနဲ့ဘိုးကွယ်စည်းကတဲ့သူဖြစ်ရမယ်။နောက်နံပါတ်2ကအဲ၅ပါးသီလကိုမပေါက်မပေါက်မကြားရအောင်ထိမ့်သိမ်းစောင့်ရှောက်တဲ့သူဖြစ်ရမယ်။၅ပါးသီလတဲ့ကတပါးမှချိုးဖောက်လို့မရဘူးတဲ့စောင့်ရှောက်ရမယ်တဲ့။နောက်နံပါတ်3ကတော့အဲမစ္စရိယကျင်းရမယ်။မစ္စရိယဆိုတာဘုမှာရှိတဲ့ပစ္စည်းဥစ္စာတွေကို မလူရဲ့မတန်းရဲ့မပေးရဲ့မကြွေးရဲ့ဆိုတဲ့ကစီနေတာပေါ့အဲ့ဒီကစီနေတဲ့စိတ်အဲ့ဒီစိတ်ဟာမေဇီဒီယာစိတ်လို့ခေါ်ပါတယ်အဲ့ဒီစိတ်ကိုပယ်ဖြောက်ပြီးတော့မှကိုတတ်နိုင်သလောက်ကိုပေးနိုင်သလောက်ကိုကြွေးနိုင်သလောက်ကိုလူနိုင်သလောက်လူပါပေးပါကြွေးပါဒါဆိုရင်အဲ့ဒီအမျိုးသမီးတွေနှက်ပြောင်းနိုင်ပါတယ်နောက်အချက်တွေအနေနဲ့အိမ်ဆောင်တဲ့အမျိုးသမီးတွေအနေနဲ့ကတော့အိမ်နွယ်မှုလို့တိမ့်ထုတ်တေကြလျော့အောင်ဖြန့်ချပြင်းမမှုဆိုတဲ့အတိုင်းပဲ မျိုးသမီးတွေဟာလင်ယောက်ျားတစ်ခုကိုစောစောထားရမယ်အိတ်တဲ့ခါမှာလည်းပဲလင်ယောက်ျားတွေနောက်မှာအိပ်ရမယ်တဲ့ပြီးတော့လင်ယောက်ျားကိုလည်းပဲကိုယ့်ရဲ့အိမ်ဦးနာကဲ့သို့ယူသေးရမယ်နောက်အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေအသက်ကောင်ဝါကြီးတဲ့ပုဂ္ဂိုလ်တွေရောက်ခမတွေရောက်ကတိတွေအဲအကိုတွေအမတွေစသဖြင့်ပေါ့ဒါတွေကိုလည်းပဲအဲယူသေးကိုင်းချမ်းရမယ်နောက်တစ်ခုကအဲရရှိလာတဲ့လင်ယောက်ျားရရှိလာတဲ့ပြည်စည်းဥစ္စာတွေကိုလည်းပဲ မပြတ်မစည်းရအောင်ရန်သူမျိုး၅ပါးတပါးပါးနဲ့ပေါ့ရေချောင်းတော်လည်းကောင်းမိချောင်းတော်လည်းကောင်းဖိုးသူချောင်းတော်လည်းကောင်းလက်ပစ္စည်းအောင်လည်းပဲထိမ့်သိမ်းဆောင်ရှောက်ရမယ်။နောက်အိမ်ထဲမှာကိုယ့်ရဲ့စီးကိုယ့်ရဲ့အမျိုးသားစီပွားရေးတွေလုပ်တဲ့အခါမှာလျော်အောင်ဖြန့်ချိတာပေါ့လေ။အဲဘယ်နေရာမှာလိုအပ်တယ်ဘယ်နေရာမှာတော့အာဘလိုတွေလုပ်မယ်ဆိုရင်အမျိုးသမီးကနေပြီးတော့စီမံခန့်ခွဲတဲ့အနေနဲ့ပုံလုံးကိုစီစနစ်တကျစီမံခန့်ခွဲပေးရမယ်လျော်အောင်ဖြန့်ချိရမယ်ဆိုတဲ့အချက်ပေါ့နော်။ နောက်ပြီးတော့ပေးတဲ့လူကိုပေးကျွေးတဲ့လူကိုကျွေးပါတဲ့ဒါဆိုရင်ဒီအချက်တင်နဲ့ပြည့်စုံမယ်ဆိုရင်အဲ့ဒီအမျိုးသမီးများဟာတကယ်လို့များအဲကံအကြောင်းမလားလို့ကံအကြောင်းမလားလို့တည်ဆုံသွားခဲ့ကြမယ်ဆိုရင်တော့မှကောင်းရာသူပတိကိုရောက်ရှိနိုင်ပါတယ်တဲ့ဒါကြောင့်မို့အဲဘုံဘုံတို့ရဲ့ဓမ္မမိတ်ဆွေများမအိုမီမနာမီမသိမီအချိန်ကာလလေးမှာ မိမိတို့အနေနဲ့အကောင်းမွန်ဆုံးဖြစ်အောင်ကြိုးစားနေထိုင်ကြမယ်ဒီအချက်ရှိချက်နဲ့ပြည့်စုံအောင်နေထိုင်ကြမယ်ဘယ်လိုနေထိုင်မယ်ဆိုရင်အားလုံးဟာအကောင်းတဲ့သူတော်ကောင်းတွေဖြစ်သွားမှာပေါ့အားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမှာချမ်းသာတော်မူကြပါစေခင်ဗျာ